British Autonomy မင်္ဂလာပါရှင်ကျွန်မတို့ channel ကလေးပြန်လဲကြွဆွန်လာရပါရှင် AA ထိန်600မြောက်ဦးနဲ့ကြောက်ပြူမှာဘုံချခံရပြီးအရတနာဦးတည်ဆုံခဲ့တယ်လို့သိရှိရပါတယ်။ဂျာပြီး AA ကရန်ကုန်ကိုထူးဆစ်ဆင်တော်မယ်ဆိုပြီးတရင်တွေလည်းကောလာဟာလာတွေချက်ပေါ်လာခဲ့ပြီးဖြစ်ပါရင်ရခိုင်ပြည်နယ်မြောက်ဦးနဲ့ကြောက်ပြူမြို့နယ်တွေမှာမဆတ်သုံးစရင်တွေကစကောင်ချီချက်တန်လေးရင်းနဲ့ဘုံကျဲတာအပြင်လက်နဲ့ဂျူနဲ့ပြစ်ခတ်ခဲ့တဲ့ကြောင့်အရတနာဦးတည်ဆုံခဲ့ပြီးနောက်ထပ်လူခွန်ဦးတန်ရရှိသွားခဲ့တယ်လို့ဒေတာခန်တွေကပြောဆိုထားဖြစ်ပါရင်အရက က်တတော်အေးထင်းချော်ရမြောက်ဦးမြို့အနီကိုမတ်လ31ရက်နေ့ညစနေဝန်ကျင်းလောက်မှာစစ်ကောင်စီကဂျက်တိုက်လေးရဲ့အပုံချက်ခဲ့တာကြောင့်အရက်သားတို့အသေးဆုံးသွားခဲ့တယ်လို့ဒေသခံတို့ကတော့ RTV ကိုပြောတာဖြစ်ပါတယ် ဘုံကျဲတာက MS31 ရဲ့တရင်ဖက်မှာပါလေရင်နဲ့ရုတ်တရက်အလာကျဲတာဖြစ်လို့ data ခန့်တွေကတော့စိုးရင်ကြတာပေါ့မနေ့ကညဆိုရင်တော့နောက်ထပ်ဘုံလာကျဲမှာဆိုလို့လူတွေကောက်ကောက်မအိတ်နိုင်ခဲ့ကြရပါဘူးတိတ်ဆုံးသွားခဲ့တဲ့သူအလဲဈေးရက်ွက်ကအသက်66နှစ်အရွယ်ဦးအောင်ကျော်စံဖြစ်ပြီးဘုံစာထိမှန်တိတ်ဆုံးသွားခဲ့တယ်လို့ဆိုထားဖြစ်ပါတယ်အလာတူမဆလာ31ရက်နေ့မနေ့ပိုင်းကြောက်ဖြစ်မြင်နေဇင်ချောင်းကုံဘွေကျေးရွာကိုစကောင်းစီရေတက်ကလက်နေချင်းနဲ့တုံချက်ပစ်ခတ်ခဲ့တာကြောင့်တက်တော်39နှစ်အရွယ်ဦးစင် တပါပြန်လည်မှုသွားပြီးနောက်ထပ်ចောင်းဖန်ဆရာတော်ကြီးနဲ့ကိုရင်တပါအပါဝင်9ဦးကလည်းထိခတ်တန်ရရှိသွားခဲ့တယ်လို့ဒေတာခန်းကပြောဆိုထားဖြစ်ပါတယ်။လက်နေကြီးဟာဘုံကြီးចောင်းဓမ္မယုံမှာတလုံးနဲ့လူနေရက်ွက်ထက်ကိုကြာရောက်ခဲ့တယ်လို့ဆိုထားဖြစ်ပါတယ်။ပြီးခဲ့တဲ့မတ်လ30ရက်နေ့ကလည်းចောင်းဖြူမြို့နဲ့ ကုလဘာကြီးရွာကိုစကောင်းစစ်တပ်ကဒရုန်းနဲ့ပုံကျတိုက်ခိုက်ခဲ့တာရှိတယ်လို့တိတက်ခန်ကပြောဆိုထားဖြစ်ပါတယ်။ GPN နဲ့ပတ်သက်လို့စကောင်းစစ်ဘက်ကတစိုးရချုပ်ပြန်တာမရှိသေးသလိုစကောင်းစစ်ပြောကရဘိုးချုပ်စောမင်းချုပ်ကို RFA ကဆက်တွဲခဲ့ပေမဲ့ဖုန်းလက်ခံဖြေကြတာမျိုးမရှိခဲ့ပါဘူး။မြန်မာနိုင်ငံမှာလူပေါင်း2000ကျော်တည်ဆုံခဲ့ရတယ်။ Muscle Nation ရဲ့ငွေလေးနောက်ပိုင်းစကောင်းစစ်တပ်က၄ချောင်းနဲ့ပုံကျတိုက်ခိုက်တာတွေကိုဆက်လက်လုံဆောင်နေတယ်လို့လည်းနေလာဆောင်ကြည့်တူကပြောဆိုထားဖြစ်ပါတယ်။